ဒီဗီဒီယိုလေးမှာတော့အထက်တန်းစားတီလာရှင်နဲ့အောက်တန်းစားတီလာရှင်ဆိုပြီးတော့ဗီဒီယိုလေးနှစ်ပုဒ်ကို ချိန်ထိုးပြီးသုံးတက်သွားမှာဖြစ်ပါတယ်ခင်ဗျာရင်တွေ့သည်များကြားသည်များတွေမြင်မတော်တိုင်းကြော်မိတော့လေအောင်မင်းပဲလွန်ရာကြလိမ့်မယ် ဒီဗီဒီယိုထဲမှာဆိုရင်တီလာရှင်ဆရာကြီးပေါ့ဆရာလေးမဟုတ်တော့ပါဆရာကြီးတစ်ပါးကလမ်းလေးဆိုင်မှာဘီယာကိုစပယ်ရှယ်ကစ်နေတာဖြစ်ပါဗရတယတနံဇိန်ဝါဝိညာဏဓာတုယာဆိုတဲ့အတန်းတကယ်ကိုဘီယာရဲ့အရာသာကိုပြည်ပြောဝါခံစားနေတာဖြစ်ပါဒီဗီဒီယိုကိုမူရင်းတင်တဲ့အောက်မှာကောမဏီကိုဝင်ကြည့်လိုက်တဲ့အခါကျတော့တော်တော်များများကလည်းဒီတိလရှင်ဆရာကြီးက ာသနာညှိုးနှွားအောင်လုပ်တဲ့အကြောင်းပေါ့ဗျာဝေဖန်ရေးသားကြပါဒီနေရာမှာတော့ကျွန်တော်ကဘိက္ခုယဟန်ရောက်ကြလည်းမဟုတ်ဘူးဘိက္ခုနေမှာအမျိုးသမီးယဟန်မှာလည်းမဟုတ်တဲ့အတွက်သာသနာဝန်ထမ်းထဲမှာမပါတဲ့အတွက်ကြောင့်ဒီလိုရတွေဟာသာသနာညှိုးနှွားနဲ့အပြုတ်အမူတွေလို့မပြောလိုပါဘူးဗီဒီယိုလေးကိုဆက်ကြည့်လိုက်အောင် ာသနာညှို့နှောင်းအောင် လုပ်တယ်လို့မပြောချင်ပေမဲ့ကျွန်တော်တို့ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံမှာတော့ဒီအယောင်ဒီဝိဆုံကိုဝတ်ထားတဲ့ဆိုရင်သာသနာပြုပုဂ္ဂိုလ်တွေလို့ပဲတတ်မှတ်ထားတာဖြစ်တဲ့အတွက်တနည်းအားဖြင့်သွယ်ဝိုက်သောနီးနဲ့သာသနာညှို့နှွမ်းစေတာတော့အမှန်ပါပဲအများရဲ့အမြင်မှာသူတို့ကသာသနာဝန်ထမ်းလို့ပဲတတ်မှတ်ထားတာဖြစ်တဲ့အတွက်ကြောင့်ပါတိရရှင်ဆရာလေးအနေနဲ့အခုလိုလှုပ်လိုက်တဲ့အခါမှာ ဖွဲ့စည်းတစ်ခုအသင်းဖွဲ့တစ်ခုမှာလူတယောက်ရဲ့နိုင်ကြသောအပြုတ်အမူလောက်ရကိုလုံးမိပြီဆိုရင်မခုံးမတကောင်ကြောင့်တလှလုံးပုံဆိုတဲ့အတိုင်းအဲ့ဒီအသင်းဖွဲ့တစ်ခုအဖွဲ့စည်းတစ်ခုအားလုံးဒီဒီပုတ်သေးကဒီပဲပဲဆိုပြီးတော့အားလုံးကိုအထင်သေးခံရတတ်ပါဒီဆရာလေးတစ်ပါးတည်းကဒီလိုလှုပ်လိုက်တဲ့အတွက်ကြောင့်မေသီလာရင်ဆရာလေးတွေဟာဒီပုံစံတွေပဲလားกว่าဆိုပြီး တော်တော်များများကထင်မြင်ယူဆသွားနိုင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတစ်ပုဒ်ကိုဆက်ကြည့်လိုက်အောင်ဒီဗီဒီယိုလေးကိုကြည့်လိုက်ရတဲ့အချိန်မှာဒီဘလော့ကိုကြည့်ရှုနေသောမိတ်ဆွေများပါမက ပြင်ဆက်ပေးနေသောကျွန်တော်ပင်လျင်စိတ်ထဲမှာตายာကြည်နူးမိပါလောကမှာအပူနဲ့အေးအနိမ့်နဲ့အမြင့်အဆိုးနဲ့အကောင်းအားလုံးသည်တွန်တွဲနေတာဖြစ်တဲ့အတွက်ရှေ့ကတင်ဆက်သွားတဲ့ဘီယာတောက်နေတဲ့ဗူဒီယိုသည်အနိမ့်လို့တတ်မှတ်မယ်ဆိုရင်ဒီလိုဗူဒီယိုလေးတွေကြတော့အမြင့်လို့ခေါ်ရမှာဖြစ်ပါရှေ့ဟာဒီအောက်တန်းစားလို့ပြောရင်ဒီလိုဟာလေးတွေအထက်တန်းစားလို့ခေါ်ဆိုရမှာဖြစ်ပါတယ်။နောက်တဲ့ဗီဒီယိုလေးတစ်ပုဒ်ကို ြည့်လိုက်အောင်ဒီကဘာကိုစင်နိုင်ရဲ့ချေတန်ရာလေးကူစားပေးနိုင်ဖို့အပြောင်းဘုရားများရဲ့အောင်ချိုးသောခြင်းလေးကိုစုံညီလို့ကျူသွားကြမယ်လားသွားစို့ဂျေစုတရားညာနေစတော်ကဘာမျိုးဒီဗီဒီယိုလေးကိုမြင်ရတာတော့မိတ်ဆွေတို့ရင်ထဲမှာဟောကျွန်တော်အနေနဲ့ဟောပေါ့သောမနတ္တပီတိတကယ်ကိုဖြစ်မိပါအလူရှင်ဖြစ်တဲ့ ကာယကရှင်ကလည်းအင်မတန်ကိုဝင်မြတ်တယ်လို့သုံးသပ်မိပါစာတင်သားဆရာလေးတွေမိမိလူအပ်တာလေးတွေကိုယူသွားပါအလှခံပါဆိုပြီးတော့စနစ်တကျလေးပြင်ဆင်ပေးထားတာဖြစ်ပါဒါလေးကိုမြင်ရတော့ရှင်းမှာပြောခဲ့သလိုသာသနာဝန်ထမ်းဘိက္ခုဘိက္ခုနီမှနှမျိုးနှစ်စားထဲမှာမပါပေမဲ့ဒီဆရာလေးတွေဆိုတာလဲ ိုးဝိုက်သောနီးနဲ့သာသနာညှိုးနှံစေတယ်ဆိုတဲ့ဇာတ်ကားကိုပြန်ပေါက်လာရင်ဒီဖြာလေးတွေဆိုတာကလည်းဗုဒ္ဓရဲ့ပရိယတ်တိစာပေတွေကိုတင်ကြားနေတာဖြစ်တဲ့အတွက်သူတို့ဒီလေဒီနည်းအားဖြင့်သာသနာငွေဝင်တွေဖြစ်ပါတယ်။ဒါကြောင့်ဒိုးဝိုက်သောနီးနဲ့သာသနာညှိုးနှံစေတယ်လို့ပြောတဲ့လူတွေရဲ့ဇာတ်ကားလည်းရန်နှုံးပြမမှန်ပေမဲ့ရန်နှုံးပြမမှားခဲ့ပါအထက်မှာပြခဲ့တဲ့ လမ်းမေးဆိုင်ကဘီယာကိုစပယ်ရှယ်ဖြစ်နေတဲ့ဆရာလေးရဲ့လောက်ရက်နဲ့ဒီဆရာလေးတွေရဲ့အနေထားလေးနှစ်ခုကိုချိန်ထိုးကြည့်လိုက်တဲ့အခါမှာမြင်ရတဲ့လူတွေရဲ့စိတ်ခံစားမှုမှလည်းမတူညီတဲ့ရှုထောင့်ကနေ꿰ပြသွားပါတယ်။ဒီဘလော့ရဲ့ title ကိုအထက်တန်းစားသီလရှင်နဲ့အောက်တန်းစားသီလရှင်လို့ပြောရတဲ့အကြောင်းရင်းတွေဆိုတော့ကအရာဒီအဖွဲ့အစည်းတစ်ခုအသင်းတစ်ဖွဲ့တစ်ခုကိုအထင်သေးအမြင်သေးဖြစ်သွားနိုင်စေသော အပြုတ်မူလောက်ရမျိုးဖြစ်တဲ့အတွက်အောက်တန်းစားအပြုတ်အမူလို့ပြောလို့ရပါတယ်။အခုကြည့်နေရတဲ့ဗီဒီယိုလေးထဲမှာကြတော့အားလုံးကိုတာယာဂျီနုဆွတ်ပြတ်မှုတွေအထင်ကြီးလေးစားမှုတွေကိုပေးစားနိုင်တာဖြစ်တဲ့အတွက်အထက်တန်းစားဆန်သောအပြုတ်အမူလေးတွေနဲ့ဒါကြောင့်ဒီဘလော့ရဲ့တိုင်တယ်ကိုအထက်တန်းစားသီလရှင်နဲ့အောက်တန်းစားသီလရှင်လို့ကျွန်တော်ပြောရခြင်းဖြစ်ပါဒီရဲ့ဘက်မှာ ျွန်တော်လဲဘာသာရေးနဲ့ပတ်သက်ပြီးတော့ဝေဖန်သုံးသပ်ချက်ဘလို့လေးတွေမတင်ပြတာကျွန်တော်ထင်3-4ရက်လောက်ရှိပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒေတာကျွန်တော်တို့ရက်ရွာမှာလဲသတင်းကြွပြီးဖြစ်တဲ့အတွက်စီမေးထွန်းပွဲတော်တွေရှိတယ်။ပေါင်းဘုံတော်ကြီးကျောင်းနဲ့အခြားဆရာတော်ဘုရားများရဲ့ကျောင်းကိုစီမေးထွန်းကြီးပူဇော်တဲ့ရိုးရာအစဉ်အလာထိမ့်သိမ်းရတဲ့ပွဲလေးတွေကုသိုလ်ပွဲလေးတွေရှိတဲ့အတွက်ကျွန်တော်ဘလော့လေးတွေမဖန်တီးပြပါဘူးဗျာ။ ဒါကြောင့်ဒီနေ့မှ developer လေးနဲ့စတင်ပြီးတော့ကျွန်တော်ရောက်ရှိလာတာဖြစ်ပါတယ်။တစ်ဆက်တည်းပဲကျွန်တော်ကြီးညာပေးရရင်မနေ့ပြန်မှာအလုံးတော်တော်များများတောင်းဆိုနေကြတဲ့သာသနာ့ပြည့်ပြိုင်ပွဲကြီးရဲ့ level 4အစီအစဉ်ကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီ level 4အစီအစဉ်မှာတော့ level 1 level 2 level 3တွေနဲ့မတူသောတမှုထူးခြားသောတင်ဆက်မှုတွေနဲ့ဗီဒီယိုတွေကလည်းအစ်စ်အစ်စ်တွေကျွန်တော်ရရှိထားတာဖြစ်တဲ့အတွက် ကြည့်ရှုအားပေးသောမိတ်ဆွေများရဲ့စိတ်တိုင်းကြဖြစ်မယ်လို့ထင်ပါတယ်။ဒါကြောင့်မနေ့ဖြန်သာသနာပြည့်ပြိုင်ပွဲကြီးရဲ့ level 4အစီအစဉ်ကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်တဲ့အကြောင်းလဲကြိုတင်ပြီးတော့အတည်ပြုအပ်ပါတယ်ခင်ဗျာ။ဒီဘလော့လေးမှာတော့ဒီလောက်ပါပဲခင်ဗျာ။ကျွန်တော်ဝေယိုအစ်စ်အစ်စ်တွေနဲ့ပြန်လာခဲ့ပါဦးမယ်ခင်ဗျာ။